ဥမြင်တွေ့နေရတဲ့မြင်ကွင်းတွေကတော့ဒီနေ့ခေတ်ခေါ်နေပေါ်နိုင်ငံရှေးခေတ်ခေါ်တဲကြတာကီဝင်းမင်းတို့ရဲ့နေမီတက်ကတိုင်းကပိလဝုမျိုးတော်ဟောင်းရဲ့မြင်ကွင်းများဖြစ်ပါလေရှေးခါကကျွန်တော်ကိုရှင်လင်းခုတ်တွင်ပြီးမြို့ပြတီထောင်နေထိုင်ကြသူများကိုတာကီယလူမျိုးလို့ခေါ်တွင်ပြီးအဲ့ဒီတာကီယလူမျိုးတွေကိုပဲအစွန်းထက်လာတဲ့အတွေ့တက်ကလူမျိုးလို့ခေါ်ဆိုကြောင်းမှတ်သားဘူးပါလေကလောပင်တော်ကိုရှင်လင်းပြီးမြို့ပြတီထောင်နေထိုင်ကြသူများကိုတော့ ဂေါလိယာလူမျိုးလို့ခေါ်ထွင်ကြပါလေ။တက်ကတန်းရဲ့မျိုးတော်ဟာကပ်ပြီးလို့ဖြစ်ပြီးဂေါလိယာတန်းရဲ့မျိုးတော်ကတော့ဒေဝရဟဖြစ်ပါလေ။တက်ကတန်းကပ်ပြီးလို့ရဲ့ဌိနန်းကိုသောဒနာမဟာရာဇာကဂေါလိယာတန်းဒေဝရဟမျိုးသူသီရိမဟာမာယာဒေဝီကိုချွေလဲဆွဲပြီးပိန်မြန်ဆိုးဆန့်တော်မူခဲ့ပါလေ။ မဟာမာယာဒေဝီဟာကိုုံအရင်မှာရှိချိန်မှာဒေဝရမတိုင်းပြည်ရှိဆွေတော်မျိုးတော်များထံသွားရောက်လေပါခဲ့ပါသည်။ယာဒီကာလဒီကကဆုံလာယာဒီတောင်းလီတုတ်ဖြူလွေးနေမှုအခုဖြစ်ပါသည်။စကားပန်းရင်ခပ်ပန်းတပိပန်းအင်ဂျင်ပန်းစတဲ့တော်ပန်းတောင်ပန်းတို့ပြင်လုံးကျဖူးပွင့်လျက်ရှိနေပါသည်။အဲလိုတာယာပွဲအာယုံများကြားမှာမာယာဒေဝီနင်းမြုပ်လေးစဉ်ရုတ်တရက်ကမစလီလှူရှားလာပြီးလဲမလို့ရင်သွားတာကြောင့် ခေါင်းပေါ်ရှိအင်ဂျင်ကိုင်းကိုဖမ်းကင်အားပြုလိုက်ရပါလိမ့်။အဲ့ဒီနေရာအဲ့ဒီဌာနမှာပဲဖျားအောင်တော်တိတ်တရမင်းသားငယ်ကိုခွားမြင်တော်မူခဲ့ပါလိမ့်။အချိန်ဒီကမဟာသက်ကြီး68ခုနှစ် BC 623ကဆုံလပြည်တောက်ချာနေဖြစ်ပါလိမ့်။အလောင်းတော်တိတ်တရမင်းသားခွားမြင်တော်မူရာကပိလဝနေပြည်တော်နဲ့ဒေဝရဟနေပြည်တော်နှစ်ခုရဲ့ဈာမပြည့်ရှိတဲ့မိဘနိုင်ငံတွေက လုံမဏီဥယျာဉ်တော်ဖြစ်ပါလိမ့်။ မေရောမဟာမာယာဒေဝီအင်ဂျင်လိုင်းကိုလက်တဖက်နဲ့ကင်ပြီးတိရဒမင်းသားကိုဖွားမြင်တော်မူဟန်လုံမဏီဥယျာဉ်တော်အတွင်းကရုပ်တုဖြစ်ပါလေ ဘုရားလုံးတော်တိတ္တရာမင်းသားဟာဘွားတော်မူရင်ဘွားချင်းမြေကြီးကိုဘွားနဲ့မင်းကမြောက်ဖက်သို့ခொနလန်းကြွမ်းမြန်းတော်မူပြီးဒီလောကငါသည်အမြန်ဆုံးလို့ကြွေးကြော်တော်မူခဲ့ပါလေတိတ္တရာမင်းသားဘွားမင်းတော်မူတဲ့အထိမ်းမှညာလက်ကိုမြောက်ကငါအမြန်ဆုံးပဲဆိုတဲ့ကြွေးကြော်တန်ကြွေးကြော်နေဟန်ပုံလူဖြစ်ပါလေ မေရောမာယာဒေဝီဟာဒိဋ္ဌာမင်းသားကိုကွာမြင်တော်မူပြီးနောက်အခုမြင်တွေ့ရတဲ့ရေကန်တော်မှာဒီသုံးသက်ခဲ့ပါလေမာယာဒေဝီရဲ့ရေကန်တော်လို့ခေါ်ကြပါလေဖယားအောင်တော်ဒိဋ္ဌာမင်းသားကိုကွာမြင်တော်မူရာနေရာကမေရောမာယာအုပ်ချုပ်ဖြစ်ပါလေဘွားတော်မူဟန်ယုတ်ထုဟာရခင်ကဒီနေရာမှာရှိခဲ့ပါလေ တိရရမင်းသားရဲ့ခြေရော်နေရာနဲ့အင်ဂျင်ပင်ပေါက်ရာနေရာများကိုထိမ့်သိမ်းပူဇော်ထားပါလေ။ ။ BC 149ခုနှစ်မှာလုံမင်းဒေတာကိုတာနာပြုခီးကြွချီခဲ့တယ်။တိရိဓမ္မအာတော်ကမင်းတရားကြီးကဘုရားရှင်ကိုရောမြတ်သိဒ္ဓရမင်းသားဘွားမြေတော်မူခြင်းအထိမ့်မှန်နဲ့အာတော်ကကြောက်တန်ကြီးကိုစိုက်ထူခဲ့ပါလိမ့်။အာတော်ကမင်းတရားကြီးကတက်ကြမှုနီမင်းသိဒ္ဓရဘွားတော်မူရာဤလုံမင်းဒေတာကိုရောက်ရှိခဲ့ကြောင်းကြောက်တန်ကြီးမှာစာရန်ရေးထိုးထားပါလိမ့်။ မင်းသိတဲ့ကမြေပြင်မှာခုနလန်းလန်းကြွားမြန်းတော်မူတဲ့အခါကြာပွင့်များမြေပြင်က ပေါက်လာခဲ့ပါလေအဲ့ဒီကြာပွင့်လေးတွေပေါက်လာတဲ့နေရာကိုသီရိဓမ္မအာတော့ကမင်းတရားကဇေရီငယ်များတည်ထားခဲ့ပါလေ လုံမဏိဥယျာဉ်တော်အတွင်းကရှင်အောင်ကျောင်းလိုက်များရဲ့အုတ်ခုံပူယူများဖြစ်ပါသည်ပိဋကမင်းသားဖွားမြင်တော်မူ၏အလောင်းတော်ဖွားမြင်တော်မူ၏ဒီလုံမဏိဥယျာဉ်တွင်မှရှေးကကာလကတန်ဃာတော်များတရင်သုံးခဲ့တဲ့ကျောင်းတိုင်များနဲ့စီကားခဲ့ပူပါသည်